ရှင် online ဇာတ်လမ်းနှောင်းဝိဆန်နာ OGNC မှာစတင်ခိုင်ဝတင်ဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကတော့အကြောင်းအကျောင်းများကိုအခန်း40မိနစ်မှတ်စုတင်ပေးမယ်ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်အဲ့ဆိုရင်အတူတူလေ့လာကြည့်အောင်နော်ဟောအယုံဆုံးအနေနဲ့ဆက်ဆက်ကအယုံဆုံးအတန်အတွက်ခြာပေးမယ်ပေါ့နော်ပြီးရင်အဲအတန်အတွက်ခြာပေးတဲ့အခါမှာအတူတူ like ဆိုမယ်ပြီးရင်အဲဒီမှတ်နည်းပြောပြပေးမယ်ပေါ့နော်အဲ့ဆိုရင်အတူတူလေ့လာကြည့်ကြမယ်နော်အဲ့တော့ ETB မဲ့ ETB မဲ့က Casuemas ခဆိုအမတ်ရေတွက်သည်တွက်ချက်သည်ပေါ့နော်အတူတူပဲဆိုတော့မြန်မာလိုကအမျိုးမျိုးပြောတာပေါ့နော်ရေတွက်သည်လို့ပြောလဲရတယ်တွက်ချက်သည်လို့ပြောလဲရတယ်နော်ရေတွက်သည်တွက်ချက်သည်တခုမှန်ရပါတယ်ခဆိုအမတ်ရေတွက်သည်ခဆိုအမတ်ရေတွက်သည်ဟာခါလီမတ်တိုင်းတာသည်ဟာခါလီမတ်တိုင်းတာသည်မှာဆိုအင်္ဂလိပ်လိုဆိုရင်လည်း꽌တယ်နော်ရေတွက်သည်ဆိုရင်ကောက်လုပ်တယ်ပေါ့ဟာခါလီမတ်တိုင်းတာလေဆိုတာကတော့မေရှာတိုင်းတာဟိုမှာပေတယ်နေပိုင်းနဲ့တိုင်းတာမျိုးတို့ ပြီးရင်တို့ကဘာလဲဆိုရင်ဒီချိန်ဝင်နေပိုင်းနဲ့ချိန်တွေချိန်တာပေါ့နော်အဲ့လိုမျိုးလုပ်တာတာရှိခမင်းမန်စစ်စေးသည်တာရှိခမင်းမန်စစ်စေးသည်အတီးပြူသည်တာရှိခမင်းမန်စစ်စေးသည်အတီးပြူသည် confirm လုပ်သည်ပေါ့နော်တာရှိခမင်းမန်စစ်စေးသည်အတီးပြူသည်အိုင်မတ်ဆိုရင်ကိုက်ညီသည်နော်အိုင်မတ်ဆိုတာကဒီမှာခန်းကြီးလေးอ่ะဒီခန်းကြီးလေးနော်တွေ့သည်ဆိုတဲ့ခန်းကြီးမဟုတ်နော် size ကအိုင်မတ်ဆိုလို့ရှိရင်အရွယ်အစားကိုက်ညီတယ်ပေါ့ဥမာဆိုရင်ဥမာဖက်နက် size တွေပါတယ်ကိုက်တယ်ကိုက်ညီတယ်ဥမာဆိုရင် အဲဒီအင်ဂျင် site တွေဘာတွေကိုက်ညီတယ်ဟိုမှာဒီ site နဲ့အတော်ပဲအဲ့လိုမျိုးပြောရင် size စုက i must ဆိုပြီးပြောလို့ရတယ်နော် size စုက i must super ဆိုရှိမှ super ဆိုဆိုတာကထွက်ခွာတာနော်ထွက်ခွာတဲ့ဒီပေါ့နော်အခုထွက်ခွာမဲ့ယထာကတော့ super ဆို dancer တော့ဘာလို့အဲ့လိုပြောလို့ရတယ် super ဆိုရှိမှဆိုရင်ထွက်ခွာတယ်ထိုးချခုရှိမှဆိုရင် ဆိုက်ရောက်သည်ဒိုချခုရှိမှဆိုက်ရောက်သည်ဒိုချခုရှိမှဆိုက်ရောက်သည်ယောဤမှအယမိုးသည်ပေါ့နော်မူဝေသည်ယောဤမှအယမိုးသည်မူဝေသည်ယောဤမှအယမိုးသည်မူဝေသည်ဥမကုဣခိမကောင်းကောင်းမွန်မွန်ဖြစ်သည်အဆင်ပြေသည်ဥမကုဣခိမကောင်းကောင်းမွန်မွန်ဖြစ်သည်အဆင်ပြေသည်ဥမကုဣခိမကောင်းကောင်းမွန်မွန်ဖြစ်သည်အဆင်ပြေသည်ဒေမတ် နောက်မှာဆိုလို့ရှိရင်အဲသူက damage ဆိုတာကထွက်တည်နေနေလဲတုံနေဥမာဖြစ်ပေါ်တဲ့အနေနဲ့လဲတုံနေဥမာဆိုရင် moon night က damage ဆိုရင် ပြဿနာထွက်လာတယ်လို့မပြောတော့ဘဲနဲ့ပြဿနာဖြစ်ပေါ်သည်ပေါ့နော်ပြဿနာဖြစ်ပေါ်သည် moon night က damage ဆိုရင်ပြဿနာဖြစ်ပေါ်သည်နောက်က소단시마တိုင်မင်ဒီဆွေးနွေးဒီ소단시마တိုင်မင်ဒီဆွေးနွေးဒီတခါတဲ့ခန်းကြီးလေးတွေကမျက်လုံးလေးနဲ့လိုက်ကြည့်သွားမယ်နော် ဆိုတဲ့ရှိမှန်တိုင်မင်သည်ဆွေနွေသည်ဟိဆုယောနာလိုအပ်သောဟိဆုယောနာလိုအပ်သောဟိဆုယောနာလိုအပ်သောတန်ခိယောဟုမူလဝတသတင်းတန်ခိယောဟုမူလဝတသတင်းတန်ခိယောဟုမူလဝတသတင်းဘိုးနန်းကိုင်းနှစ်ကုံထိမ့်မှပွဲပေါ့နော်နှစ်ကုံပါတီပွဲဘိုးနန်းကိုင်းနှစ်ကုံပါတီပွဲဘိုးနန်းကိုင်းနှစ်ကုံပါတီပွဲ ရှင်နန်ဂိုင်းနှစ်တက်ကူအထိမ်းမှာပေါ့ဗောနော်နှစ်တက်ကူပါတီပွဲရှင်နန်ဂိုင်းနှစ်တက်ကူပါတီပွဲနော်နောက်တစ်ခုကနီတီဂိုင်းနှစ်ကြိမ်မြောက်ပွဲဆက်ပေါ့နော်ပြောရမယ်ဆိုနီတီဂိုင်းဆိုတာဟိုမှာဒီဆိုင်ကိုသွားတယ်ဒီဆိုင်ကိုသွားပြီးတော့ဒီတောက်တယ်ပေါ့အဲအဲ့ဒီဆိုင်မှာနေမတင်းတိမ်မင်းနေနောက်တဲ့ဆက်ဆိုင်ထပ်ကူပြီးတောက်တာပေါ့နော်အဲ့လိုမျိုးနှစ်ကြိမ်မြောက်ပွဲပေါ့နော်နီတီဂိုင်းနှစ်ခါမြောက်ပွဲဆက်ပေါ့နော်နီတီဂိုင်းနှစ်ခါမြောက်ပွဲဆက် ဟာပြောကိုင်းစာတန်းဖတ်ပွဲတို့ဟောပြောပွဲတို့တင်ဆက်ပွဲတို့နော်ဟာပြောကိုင်းဆိုရင်စာတန်းဖတ်ပွဲဟောပြောပွဲတင်ဆက်ပွဲပေါ့နော်နောက်တစ်ခါထိုင်းကိုင်းထိုင်းကိုင်းဆိုတာဒီနီလာကန်တို့အစီဒီပြိုင်ပွဲတို့နော်ထိုင်းကိုင်းနီလာကန်ပြိုင်ပွဲအစီဝေးတို့ပြိုင်ပွဲတို့မှာတုံးနေနော်နောက်တစ်ခါမာရာသွန်မာရသွန်မာရာသွန်မာရသွန်မာရာသွန်မာရသွန် အကွာ contest တို့ပြိုင်ပွဲ contest တို့ပြိုင်ပွဲ contest တို့ပြိုင်ပွဲအမှုတဲ့ရှေ့ဘက်မျက်နှာစာအမှုတဲ့ရှေ့ဘက်မျက်နှာစာအမှုတဲ့ရှေ့ဘက်မျက်နှာစာဥရာကြောဘက် နောက်ဘက်ဥရာကြောဘက်နောက်ဘက်ဥရာကြောဘက်နောက်ဘက်မာချီကားဤမာရင်မှု အမာမာချီကားဤမာရင်မှုအမာမာချီကားဤမာရင်မှုအမာခိစုဒံယခိစုဒံယ ဇူဘွန်းဇူဘွန်းဆိုရင်ဘောင်းမီပေါ့နော်ဇူဘွန်းဘောင်းမီဇူဘွန်းဘောင်းမီအိုတိုရှိယော်ရီတကြီးရွယ်ကိုအိုတိုရှိယော်ရီတကြီးရွယ်ကိုအိုတိုရှိယော်ရီတကြီးရွယ်ကိုနာဂဆနာဂအီဆိုလို့ရှိရင်ရှေတော့နာဂဆဆိုတော့ဆာလေးပြောင်းလာတာနော်အီယိုဖြုတ်ဆာလေးပြောင်းလာတာနာဂဆအရှိနာဂဆအရှိအိုမိုဆာအမိုဆာဆိုတာကအလေးချိန်အမိုဆာအလေးချိန်အမိုဆာအလေးချိန်တခါဆာအမြင့် တခါစာအမြင့်တခါစာအမြင့်အိုခိစာအယွဲအစာ အိုခိစာအယွဲအစာဘင်းဆိုတာက လေးချောင်းလိုင်းပေါ့နော်အာဘင်းဆိုရင်လေးချောင်းလိုင်းနောက်တစ်ခုကခိုဆိုတာကအီခိုနီခိုစမ်းခိုဆိုပြီးတော့တစ်ခုနှစ်ခုရေထွက်တဲ့ဟာပေါ့နော်တစ်ခုနှစ်ခုရေထွက်တာရေထွက်တဲ့ဗီဒီယိုဖိုင်လေးတင်ပေးထားတယ်နော်အဲ့ဒီမှာအသေးစိတ်ကြည့်မယ်နောက်တစ်ခုကအော်မမဘောငါပြောသေးလို့ဟာမျိုးတို့ပြီးရင်ခဲတန်လို့ဟာမျိုးဘောပင်လို့ဟာမျိုးအဲ့လိုဟာမျိုးတစ်ချောင်းနှစ်ချောင်းရှည်လျားတဲ့ ပင်၍ရှည်လျားတဲ့အရာတွေရေတွက်ခြင်းနဲ့နောက်တော့ကပလင်းနေတို့ဘာလို့လဲပြောလို့ရတယ်နော်အဲ့လိုမျိုးပင်၍ရှည်တဲ့အရာတွေရေတွက်ခြင်းနဲ့ဆိုရင်ဟွန်တို့ပွန်တို့ဘွန်တို့နဲ့ရေတွက်တယ်နော်ဟွန်တို့ပွန်တို့ဘွန်တို့နဲ့ရေတွက်တယ်အဲ့ဒါကိုအသေးစိတ်ကအရေတွက်ရေတွက်တဲ့အဒီဗီဒီယိုဖိုင်လေးမှာကြည့်မယ်နော်နောက်တစ်ခုကကြတော့တစ်ခွက်နှစ်ခွက် ရေတွေဘာတွေထည့်ထားတာတို့အရေထည့်ထားတဲ့ခွက်တွေကိုရေတွက်ခြင်းနဲ့တစ်ခွက်နှစ်ခွက်ရေတွက်ခြင်းဟိုင်းတို့ပိုင်းတို့ဘိုင်းတို့ဥပမာဆိုရင် အာနောက်ထပ်တစ်ခွက်ဆိုရင်အမိုးဤပိုင်းဆိုပြီးတော့အိမ်မှာပြောခဲ့တယ်လေအဲ့ဒါဤပိုင်းဆိုရင်တစ်ခွက်အဲအဲ့လိုမျိုးတစ်ခွက်နှစ်ခွက်ရေတွက်တာကိုသုံးနေတာပေါ့နော်ဟိုင်းတို့ပိုင်းတို့ပိုင်းတို့ပေါ့နော်ဒါတော့တစ်ခွက်နှစ်ခွက်ရေတွက်တာနောက်တစ်ခွက်စမ်းချီစင်တီမီတာစမ်းချီစင်တီမီတာမီလီမီလီမီတာမီလီမီလီမီတာကူရာမှုဂရမ်ကူရာမှုဂရမ်အဲ့လိုမျိုးဒီခါတာခါနာတွေဆိုရင် အင်္ဂလိပ်စကားလုံးလေးနဲ့တွဲကြရင်ပို့ပြီးတော့ရတယ်ဗောနော်ဥမာ sun chi ဆိုရင် ce and sun နောက်တော့ tin t လို့မရှိတော့သူကချိထည့်လိုက်တာဗောနော် milli ဆိုလို့ရှင် mi ရယ် li လေးရယ်နော် gram ဆိုလို့ရှင် g ကကြတော့ gu i ကကြတော့ la နောက်က f m ဆိုရင် mu ဖြစ်တယ်နော်တော့ဂူလာမှု gram e jaw e jaw ဆိုတာအထက်ကိုပြောတာ e jaw ဆိုရင်အထက်ဥမာ goju e jaw ဆိုရင်90အထက်ပေါ့နော် ဣကဆိုလို့ရှိရင်90အောက်အဲဥပမာဆိုရင်ဂေါ်ကျူးဣကဆိုရင်90အောက်ပေါ့နော်အဲ့လိုမျိုးအာအောက်ကိုပြောတာငါတကူကကြတော့ဒိုးဒိုးဒေရှောကာဆိုလို့ရှိရင်ဘလိုလဲဆိုပြီးပြောတာနော်ဒိုးဒေရှောကာဒိုးဒက်စကာဆိုရင်ဘလိုလဲအဲဒီဟာလေးဆိုရင်ဘလိုလဲဥပမာဆိုလို့ရှိရင်ခိုးတယ်ဒိုးဒေရှောကာဒါဆိုရင်ဘလိုလဲဆိုတော့တမင်ဒါလေးဆိုရင်ဥပမာပေါ့အာဒီဆိုင်ဆိုင်မှာဈေးသွားဝယ်တယ် ကိုကဒါလည်းမကြောက်ဒါလည်းမကြောက်ဆိုဆိုင်ဝင်နေရတယ်ဘာဒါလေးဆိုရင်ဘလို့လဲအဲ့လိုဟာမျိုးတွေမှလည်းတုံနေဘုံဟာပြဿနာတွေပါပဲဗောနောဖြေရှင်းတဲ့ခါမှာအဒီလိုဖြေရှင်းလိုက်ရောဘလို့လဲအဲ့လိုမျိုးပြောတယ်နော်ဒိုးတဲ့ရောကဒိုးဒက်စ်ကနော်ဘလို့လဲနောက်တစ်ခုက test တို့ test တို့ဆိုတာကစမ်းသပ်မှုတို့စာမေးပွဲတို့ test ကနေလာတာနော်အင်္ဂလိပ်အတန်းတို့ test ကနေလာတာတီးရတဲ့ s ကကြတော့ soup နောက်က t ကကြတော့ to နော် test တို့ဆိုရင်စံတန်မှုဆောင်ရွက်ပွဲเนาะ say sekhi say sekhi ဆိုတာက ရလက်ကိုပြောတာเนาะ say sekhi ရလက် say sekhi ရလက်เนาะ say sekhi ဆိုရင်ရလက်တို့အများမှတ်တော့เนาะတခိုးတို့တဲ့တကားမဆက်တခိုးတို့တဲ့တကားမဆက်တခိုးတို့တဲ့တကားမဆက်ဣဒာရှာယမဆိုရင် လာတယ်เนาะ key mask ရဲ့ယဉ်ကျေးတဲ့အတုံးတော့ဣဒာရှာယမဣဒာရှာယမဆိုတာသူကဘာလဲဆိုရင်ညစ်တယ်မီပြောတဲ့အတုံးတော့เนาะ ညစ်တင်ပြီးတော့ပြောတဲ့အတုံးတော့ဥမာကိုအထက်လူကြီးတွေပါတယ်လာတယ်လို့ပြောခြင်းအီဒါရှိုင်းမတ်နောက်တစ်ခုကအဲ့ဒီအီဒါရှိုင်းမတ်က e-mask ကရင်ကြီးတဲ့အတုံးတော့ key-mask တို့ပါလို့လဲနောက်တစ်ခုက key-mask တို့နောက်တစ်ခုက e-mask တို့ရင်ကြီးတဲ့အတုံးတော့နော်အဲ့ဒါကအခန်း၄၉ကိုငါလိုရောင်းရင်လည်းသင်အောင်ပါဒီတိုင်းပဲလာသည်ဆိုပြီးမှတ်ထားလိုက်ရတယ်အီလာရှိုင်းမတ်လာသည်နော်အကွာယောစုအခြေအနေယောစုအခြေအနေယောစုအခြေအနေဂျီကန်ဂျီကန်ဆိုတာက အာဒီအမှုဖြစ်ရကိုပြောနော်ဂျီကမ်ဂျီကမ်ဆိုရင်အမှုဖြစ်ရနောက်တစ်ခုကအိုတိုဘိုက်အိုတိုဘိုက်ဆိုတာကမော်တော်ဆိုင်ကယ်အိုတိုဘိုက်ဆိုရင်မော်တော်ဆိုင်ကယ်နော်နောက်တစ်ခုကဘခုဒန်ဘခုဒန်ဆိုတာကဘုံကိုပြောတာနော်ဘခုဒန်ဘုံဘခုဒန်ဘုံဆွမီမတ်ဆိုတာကတင်သည်စုပုံသည်ဆွမီမတ်ဆိုတာတင်သည်စုအာစုပုံသည်ပေါ့နော်အဲဒီက on dance ။ undan sha ဆိုတာကယင်မောင်းကိုပြောတာနော်မောင်းတဲ့သူပေါ့။ undan sha ဆိုရင်ယင်မောင်းမောင်းတဲ့သူ။ hana leta ဆိုတာက ခွာနေတယ်။ခွာသည်လို့ပြောလို့ရှိရင်အဲဒီအလန်းခွာသည်ပေါ့နော်။ခွာသည်လို့ hana leta ဆိုလို့ရှိရင်ခွာသည်ဆိုပြီးတော့မှတ်ထားလို့ရတယ်เนาะအလံခွာသည်ဆိုအတူတူပါပဲခွာသည်ပေါ့เนาะဟာနာလေးတောက်ဆိုရင်ခွာသည်ဟာနာလေးတဲ့ခူရာဆိုင်အဲဆိုရင်အဲဟာနာလေးတဲ့ခူရာဆိုင်ဆိုတော့ဘယ်လိုကမြို့ဒီမှာတုံးနေဆိုလို့ရှိရင် ဟိုမှာပေါ့ဒန်းရှာကခီမတ်နော်တဲ့အဲဒိုခနာလေးတဲ့ခူရာဆိုင်ပေါ့အဲ့ညမှာမနေပါနဲ့ပေါ့ခူချီတာတဲ့ခနာလေးတဲ့ခူရာဆိုင်ဟိုမှာအဘူနိုင်းနော်တဲ့ခနာလေးတဲ့ခူရာဆိုင်ဆိုပြောတယ်အဲ့ဒါပါလဲဆိုရင်ယထာယထာတွေလာပြီးမို့လို့အနေများတဲ့တော့ကြောင့်မလို့ဒီမှာမနေပါနဲ့ခွာနေပါပေါ့အလန်းခွာနေပါပေါ့အဲ့လိုမျိုးပြောတာခွာနေသည်ခွာနေသည်နော်ဟာနာလေးမတ်ဆိုရင်ခွာသည်ဥမာတယောက်နဲ့တယောက်ဥမာကွာသွားတယ်ဆိုလို့ရှင်လေဟာနာလေးမတ်ဆိုပြီးတော့ ਨੇ ဟာနာလေမတ်ဟာနာလေတာဟာနာလေတာဆိုတာကခွာနေသည် ခွာသည်ပေါ့နော် ခွာသည်နောက်တစ်ခုက cuni ရုတ်တရက် cuni ရုတ်တရက် cuni ရုတ်တရက်နောက်တစ်ခုကဥဂောကာရှိမတ်ဆိုတာကဗာလဲဆိုရင်အဲဒီဥဂောကာရှိမတ်ဆိုတာက အလုတ်လုတ်တာကတစုံတစ်ခုကနေပြီးစပြီးတော့ဟောဒီလုတ်တာမှာစက်တွေပါလေဆိုလဲစက်နိုးတာမျိုးဥဂောကာရှိမတ်နော်ဥဂောခိမတ်ဆိုလို့ရှင်လဲသူကအာဒီအလုတ်လုတ်တာပဲအဲ့ဒါဘယ်လိုမျိုးလဲဆိုလို့ရှင် ဘယ်လိုกว่าလဲဆိုလို့ရှင်ဥကောကရှိမတ်ကကြတော့ဗာလဲဆိုလို့ရှင်ဒီလူတယောက်ယောက်ကနေပြီးတော့လူကနေပြီးတော့လောက်တာမျိုးมาတုံးတယ်ဥကောခိမတ်ကလည်းသူ့အတူအာထားပြီးအလိုလောက်တာမျိုးတွေมาတုံးတယ်ပေါ့နော်ဥကောကရှိမတ်ဆိုရင်ဒီမှာဆိုရင်ရွေးစေရဲ့စက်တကူကိုနှိုးတယ်ပေါ့နော်နှိုးတယ်ဖွင့်တယ်ပေါ့ဥကောကရှိမတ်ဥက္ကခရှိမှဆိုလို့ရှိရင်ရွှေစေပြီးရင်နောက်တစ်ခုကဆက်တစ်ခုခုနှိုးတယ် ဖွင့်နေပေါ့နော်။ Ugo Kimas ကကြတော့ရွေရှားတဲ့အနေနဲ့လည်းသုံးတယ်။အဲနာတို့ကဗာလဲဆိုရင်သူ့ဟာသူစက်ကအလုံးလုံးတယ်ကွာ။ Ugo Kimas ဆိုရင်စက်ကအလုံးလုံးတယ်လို့နာတို့ကရွေရှားတယ်လို့နော်။အာဥမာဆိုလို့ရှိရင်ကဘယ်လိုဟာမျိုးနဲ့ဥပမာပေးရမလဲဆိုတော့မှာအာစက်ကိုဖွင့်လိုက်တယ်ဆိုရင်မှာ Ugo Kimas ဆိုရင်ကစက်ကိုဖွင့်လိုက်တယ်ပေါ့။အမမဆက်ကမပွင့်သေးဘူးအာအဲ့ဒီမှာနေပါဝါနေပြီးတော့ပြန်လင်းပြီးတော့ဆက်ကအလုံးလုံးလာတယ်ဆိုတာဥကောခီ ဟာဥကောခိမိုက်စတာဆိုရင်ဆက်ကအလုတ်လုတ်သွားပြီပြီးလို့ရှင်ဥကောခိမန်ဆိုလို့ရှင်လည်းဆက်ကအလုတ်လုတ်ပြီပေါ့နော်အဲ့လိုမျိုးတွေမှာသုံးတယ်နောက်တစ်ခုကသူ့ရဲ့မူလအဓိပ္ပာယ်အနေနဲ့ဆိုရင်တော့သူကရွေရှားသည်တို့ဥကောခါရှိမန်ဆိုရင်တော့ရွေစီသည်ရွေအောင်လုတ်သည်ပေါ့နော်အဲ့လိုမျိုးသုံးတယ်နောက်တစ်ခုကအီရှောခမ်းမဲအီရှောခမ်းမဲဆိုတာက အစွမ်းကုန်အာဆုံးကုန်ဆိုင်ပေါ့နော် အစွမ်းကုန်အာတုံးဆိုင်တူတူပဲနော်အစွမ်းကုန်တစ်ခုကိုမထိုင်ရပြီး ဟန်နင်းတရခန်နော်ဟန်နင်းကတရခန်ရာဇဝတာဟန်နင်းတရခန်ရာဇဝတာအိုတိုခိုယောက်ျာအိုတိုခိုယောက်ျာဒဲနီအီလဲမတ်ဆိုတာက အရယူသည်လောက်ဝဲရှိသည်ပေါ့နော်ဒဲနီအီလဲမတ်ဆိုရင်လက်ထဲမှာထဲသည်တော့မဟုတ်ဘူးတရက်ဒီမပြောင်းအောင်နော်ရေးတော့လက်ထဲမှာထည့်သည်ဆိုပြီးတော့ရေးတာပေါ့နော်တဲရလက်ဤထဲမှာကထည့်တယ်လို့လက်ထဲမှာထည့်တယ်လို့ဘာသာမပြန်ဘူးလို့မျိုးဆိုရင်လက်ဝယ်ရှိတယ်ပေါ့တဲနီဤထဲမှာဆိုတာကလက်ဝယ်ရှိတယ်လို့နောက်တစ်ခုက အရယူတယ်တို့ရရှိတယ်တို့ဘာသာပြန်လို့ရရနော်အီမဒဲမို အခုလဲပဲအခုတိုင်အောင်အီမဒဲမိုအခုလဲပဲယခုထက်တိုင်ပေါ့နော်ယခုထက်တိုင်အီမဒဲမိုအခုလဲပဲယခုထက်တိုင်ကဲအဲ့ဒါဆိုရင်တော့ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်အတူတူမှန်နီးလေးနဲ့မှတ်ကြမယ်နော်အဲ့ဆိုရင်ခါဆိုရဲမတ်ပေါ့အမှဆိုရင်ခါဆိုခုဆိုရင်မိသားစုဆိုပြီးချက်ခဲ့တယ်နော် အဲ့တော့မိသားစုမနေရမိသားစု အတွက်စာဝတ်နေအတွက်ခါဆိုအမရေးတွက်နေတယ်လို့မှတ်မယ်နော်ပတ်စံတွေကိုရေးတွက်နေတယ်မိသားစုခါဆိုခုရဲ့စာဝတ်နေရေးအတွက်အဲဥပမာချက်ဖို့ပြောဖို့ကဘလောက်အဲဘလောက်ကုန်မယ်ပေါ့ရေးဖို့မှုပြီးကဘလောက်စသဖြင့်ခါဆိုအမရေးတွက်တယ်တွက်ချက်တယ်လို့မှတ်မယ်နော် ကုန်သေးညုံနေရတက်နေတော့ခါဆိုခုမိသားစုအတွက်ခါဆိုအမရေးတွက်နေတယ်လို့မှတ်မယ်နော်ဟာခါလီမဟာခါမျိုးကရေးကိုတိုင်းတာတယ်လို့မှတ်တာမယ် ဟာခါလီမန်ဆိုရင်ဥမာဟာခါမျိုးမှာရေတွေတက်လာတော့အဲပင်လေရင်းမျက်နှာပြင်ဘလောက်ဘလောက်ဆိုပြီးတော့တိုင်းတာတယ်လို့မှတ်မယ်နော်ဟာခါလီမန်ဆိုရင်ဟာခါလီမန်တိုင်းတာတယ်နောက်တစ်ခါဒါရှိခါမဲမန်ဆိုရင်အဲဥမာပေါ့တစ်ခါပဲရှိခဲ့ဘူးတယ်အဲဒီပေါ့နော်ကားနဲ့သွားတာတစ်ခါပဲရှိခဲ့ဘူးတယ်ဆိုပြီးတော့စစ်ဆေးနေတယ်အတီးပြုတ်နေတယ်လို့မှတ်မယ်နော်ကားနဲ့သွားတာတစ်ခါပဲရှိခဲ့ဘူးတယ်တစ်ခါပဲရှိခဲ့ဘူးတယ်ကားနဲ့သွားဘူးတာပေါ့နော်တခါပဲရှိခဲ့ဘူးတယ်ကားနဲ့ နောက်မှဆိုလို့ရှိရင်ကားပေါ်မှာတဲဒီကားကိုတဲကြီးမဲကြီးမောင်းတာပေါ့အဲ့လိုမျိုးမှတ်လိုက်ရတယ်။တခါပဲရှိခဲ့ဘူးတယ်ကားကိုတဲရမ်းမဲတဲကြီးမဲကြီးမောင်းတာပေါ့နော်။တခါပဲရှိခဲ့ဘူးတယ်ဒီခါကိုကြတော့ကားလို့မှတ်ပြလိုက်တယ်။တခါပဲရှိခဲ့ဘူးတယ်ကားကိုတဲကြီးမဲကြီးမောင်းတာကိုအာစစ်စင်းနေတဲ့အတီပြုတ်နေရပေါ့နော်ရဲရနေပြီးတော့ဒါကားကိုအရင်တော့ကလည်းမောင်းခဲ့ဘူးလားပေါ့အဲ့လိုမျိုးစစ်စင်းနေတဲ့အတီပြုတ်နေရလို့မှတ်မယ်နော်။အာအီမတ်ဆိုလို့ရှိရင်ကိုင်းညီတယ်ဟိုအရင်တော့ကအာအီမတ်ဆိုတဲ့ခန်းကြီးလေးကကြတော့ ါလဲဆိုလို့ရှင်ဟိုရင်တော့ကအာယီမန်ဆိုတဲ့ခန်းကြီးလေးရကြတော့ဒီလိုမျိုးလေးနော်အဲ့ဒီအာယီမန်ကကြတော့တွေးတယ်ပေါ့နော် တွေးတယ်အဲ့တော့သူတွေးတဲ့သူတွေးတဲ့ဟာအမှပေါ့တွေးဆုံတဲ့လူတွေကသူနဲ့ကိုက်ညီတယ်လို့အဲ့လိုမှတ်ထားပေါ့အာယီမန်ဆိုတဲ့ဟာလေးကအတန်အတွက်တူတဲ့အတွက်ကြောင့်မလို့ဒီဟာလေးကနေပြီးတော့ပဲထပ်မှတ်လိုက်ပေါ့နော်အာယီမန်သူတွေးတဲ့သူတိုင်းကသူနဲ့အာယီမန်ကိုက်ညီကြတယ်ပေါ့နော်သူရဲ့စိတ်သဘောတိုင်းနဲ့ကိုက်ညီကြတယ်အဲ့လိုမှတ်ထားပေါ့ အဲ့တော့ size ကအရင်မှဆိုရင်တကယ်ရင်လည်းက super ဆိုရှိမှဆိုလို့ရှိရင်ထွက်ခွာတယ် super ဆိုရှိမှ super ဆိုရှိမှဆိုလို့ရှိရင်ထွက်ခွာတယ်နော်အဲဥပမာဆိုလို့ရှိရင်ဥပမာပေါ့အဲကိုယ့်ရဲ့အဲဘယ်လိုမှန်ကောင်းမလဲဆိုတော့ ဟိုဥပမာဆိုလို့ရှင်ဟိုကားတွေဘာတွေဆိုလို့ရှင်နည်းကားတွေဘာတွေဆိုရင် လေတွေဘာတွေဘင်းကိုလေးရှူးကနေဆိုပြီးတော့လေတွေဘာတွေလျှော့ပြီးတော့ထွက်ခွာတယ်ပေါ့နော်အာဘင်းရဲ့လေလျှော့ရလားဘာလားမသိဘူးကားတွေဘာတွေထွက်ခွာနေပြီဆိုရင်ရှူးဆိုပြီးတော့အတန်းထွက်တယ်လေအဲ့တော့ရှူးဆိုပြီးတော့ဟိုထွက်ခွာတယ်လို့မှတ်မယ်နော်ရှူပါဆိုရှိမှဆိုရင်ထွက်ခွာတယ်နောက်တစ်ခုကထိုးချခုရှိမှထိုးချခုရှိမှဆိုလို့ရှိရင်ထိုးချခုရှိမှဆိုရင်တိုးချော့ပေါ့နော်တိုးโจမြို့ကို 6ခုအဲ6ရောက်အခုရောက်လာတယ်လို့မှတ်မယ်။တူဂျိုမျိုးကို6ရောက်အခုရောက်လာတယ်။တူ6ခုရှိမှဆိုရင်စရောက်တယ်။တူဂျိုမျိုးကို6ခုဆိုတော့6ရောက်အခုရောက်လာတယ်ပေါ့နော်။အဲ့တော့တူ6ခုရှိမှဆိုရင်တူ6ခုရှိမှဆိုရင်အဲမဟုတ်ဘူးတူရစ်ဒီ6ရောက်ရောက်လာတယ်ပေါ့။အဲ့လိုပြောလဲရတယ်နော်။အဆင်ပြေလို့ပြောအဆင်ပြေလို့မှတ်မယ်။ Tourist day 6ရောက်အခုရောက်လာတယ်ပေါ့နော်ထိုး6ခုရှိမှဆိုရင်စရောက်တယ်နော်ထိုး6ခုရှိမှဆိုရင်စရောက်တယ်ယောဤမတ်ဆိုတာကအယမူးတယ်မူးဝေတယ်ယောဤမတ်ဆိုရင်အယမူးတယ်မူးဝေတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ယောလာတယ်ပေါ့စကားတွေဘာတွေကလဲယောလာတယ်အဲ့တော့အဲ့ဒါကအယမူးမူးနေလို့မူးဝင်နေလို့လို့မှတ်မယ်နော် စကားတွေပြောရရနေပြီးတော့ရောလာတယ်အဲ့ဒါပါလဲဆိုရင်အယမူးလို့မူးဝင်နေလို့လို့မှာမယ်နော်ရောကြီးမှဆိုတာကအယမူးတဲ့မူးဝင်တဲ့ဥမခုအီခီမှဆိုလို့ရှိရင်ဥမခုဆိုတာဥမကြီးဆိုရင်ရင်တော့ကောင်းသောဆိုပြီးကြက်ခဲ့တယ်လေဥမကြီးဆိုရင် ကောင်းသောဆိုတော့အဲ့တော့ကောင်းတယ်ဆိုလို့ရှိရင် ကောင်းကောင်းဖြစ်သွားတယ်ပေါ့ကောင်းကောင်းဖြစ်သွားတယ်ဆိုတာဒီနေ့အပြင်ကောင်းကောင်းမုံမုံဖြစ်တဲ့အဆင်ပြေတယ်ပေါ့နော်ကောင်းကောင်းမုံမုံဖြစ်တဲ့အဆင်ပြေတယ်ဥမကြီးဆိုလို့ရှိရင်ရင်တော့ကောင်းသောလို့ကြက်ခဲ့တယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကောင်းကောင်းနောက်ကအီခီမဆိုတော့ အနောက်ကအီခိမန့်ဆိုတော့ကောင်းကောင်းဖြစ်သွားတယ်ကောင်းကောင်းသွားတယ်ပေါ့နော်ကောင်းကောင်းဖြစ်သွားတယ်ဆိုတော့ဒီနေ့အပြင်ကောင်းကောင်းမုံမုံဖြစ်တဲ့အစဉ်ကြီးတွေပေါ့နော်အဲ့လိုလေးပါမယ်နောက်တစ်ခါကျတော့ဗာလေးဆိုရင်ဒဲမတ်ဆိုတာကရုံသွန်းတော့ထွက်တယ်ဆိုပြီးတော့ကြိုက်ထားတာနော်အဲ့တော့မွန်ဆိုင်ကဒဲမတ်ဆိုရင်အဲ့ဒီပြဿနာတွေအခက်အခဲတွေထွက်တယ်ဆိုတာဒီနေ့အပြင်ပြဿနာပေါ်တယ်ပေါ့နော်ပြဿနာဖြစ်ပေါ်တယ်ပေါ့နောက်တစ်ခုကဆိုးတန်းရှိမှာ ဆိုးတဲ့အတွက်ကြောင့်မလို့ဥမာပေါ့သားတွေသမီးတွေဆိုးနေတဲ့အတွက်ကြောင့်မလို့မိဘနှစ်ပါးဒန်လေးပေါ်မှာဆွေးနွေးနေတဲ့အတိုင်းမင်းနေတယ်လို့မှတ်မယ်နော်သားတွေသမီးတွေဆိုးနေလို့ဘယ်လိုမျိုးဒီဆုံးမအောင်လဲဆိုပြီးတော့ဒန်လေးပေါ်မှာအတိုင်းမင်းနဲ့ဆွေးနွေးတယ်လို့မှတ်မယ်ဆိုးဒန်းရှိမှဆိုရင်အတိုင်းမင်းနဲ့ဆွေးနွေးတယ်နော်ဆိုးဒန်းရှိမှအတိုင်းမင်းနဲ့ဆွေးနွေးတယ်ဟိဆုယောနာဟိဆုယောနာဆိုလို့ရှိရင်ဟီလိုခေါ်တယ် အဒီအပူလေးပေါ့နော် HEAD ဟိနဲ့အတန်အတွက်ကျင်းတူတာမဟုတ်လို့ဟိလို့ခေါ်တဲ့အပူလေးဆွတ်ပြီးတော့ကြီးနေလို့ရောအင်ကြီးလေးတွေလိုအပ်တယ်ပေါ့ဥမာဆိုလို့ရှိရင်အေးအေးလူလူခန္ဓာကိုယ်အေးအောင်လုပ်ဖို့အတွက်ရောအင်ကြီးလေးလိုအပ်တယ်လို့မှတ်မယ်ဟိဆွတ်ရောနာဟိတွေဆွတ်ဆဲပြီးကြီးနေလို့ရောအင်ကြီးလေးလိုအပ်တယ်လို့မှတ်မယ်ဟိဆွတ်ရောနာဆိုရင်လိုအပ်တော့နောက်တစ်ခုကတန်ခိအာအဲ့ဒါတော့တန်ခိဆိုတဲ့ဟာတွေကတော့ဘယ်တော့မှမမေ့အောင်လို့မှတ်ပေးလိုက်မယ်နော် တန်းခီကအီးခါတာစမ်းပိုရှိမှရောဆိုပြီးတော့အဒီစာမွေးပွဲတိုင်းလို့လို့မှာ GMD စာမွေးနေမှာဆိုရင်သူကအတန်နေကောင်းလားမကောင်းလားပေါ့စောင်းပေါက်တန်နေတေချာကောင်းလားအတန်ကြားလားဆိုပြီးတော့ဒီချောကိုင်းမေကွန် listening မေကွန်ဖြေတဲ့ခါကျရင်သူဖွင့်နေစာကြောင်းလေးပေါ့နော်တန်းခီကအီးခါတာစမ်းပိုရှိမှရောတန်းခီကအီးခါတာစမ်းပိုရှိမှရောဆိုပြောတယ်တန်းခီဆိုတာရာသီဥတုပေါ့နော်ရာသီဥတုမိုးလေဝသတန်းခီကအီးဆိုရင်ရာသီဥတုသားတဲ့ကြောင့်မိုးလေဝသကောင်းတဲ့အတွက်ကြောင့်မလို့ ဟာစမ်းဖို့ရှိမှာရောလမ်းလမ်းလျှောက်ကြအောင်လို့ပြောတာလीအဲ့တော့ tank ဆိုတာကနေမှာဆိုရင်ဝဲတာပေါ့နော်မိုးလေဝဲတာယော့ဟိုးဆိုတာယော့ဆိုတာကကြိုတင်နေဆိုတဲ့အထိပဲဟိုးဆိုတာကဂျောဟိုးလို့ပါလို့အချက်လက်တွေအထိပဲအဲ့တော့ကြိုတင်ပြီးတော့အချက်လက်တွေပေးတယ်ဆိုတာဒီနေ့အဖြစ်မိုးလေဝဲတာပဲကိုကြိုတင်ပြီးတော့အချက်လက်တွေပေးတယ်ဆိုတာဒီနေ့အဖြစ်မိုးလေဝဲတာတည်ရင်ပေါ့နော်မိုးလေဝဲတာတည်ရင်နောက်တစ်ခုကကြပါလဲဆိုရင်ဘိုးနန်းကန ဟောနန်းဆိုတာကဘာလဲဆိုရင်နှစ်ကိုပြောတာเนาะကိုင်းဆိုတာကပွဲတော်ကွာပွဲပေါ့เนาะအဲ့တော့ဒီမှာဆိုရင်နှစ်နှစ်ရပွဲရှေ့ရဟာတာဒီဘယ်လိုမျိုးလဲဆိုလို့ရှိရင်အာဒီအဆုံးသက်တို့ဘာလို့အဲ့လိုမျိုးခံနေကြတာမသိရသေးဘူးเนาะဘိုးနန်းကိုင်းဆိုတော့နှစ်ကုန်ပါတီဝဲဖြစ်သွားတာเนาะနှစ်တကူပါတီဝဲရှင်းဆိုတာကအစ်စ်လေအစ်စ်ရနန်းဆိုတာကနှစ်နောက်ကပွဲဆိုတော့နှစ်တကူအထိမ်းမဲ့ပွဲပေါ့เนาะရှင်းနန်းကိုင်းဆိုရင်နှစ်တကူအထိမ်းမဲ့ပွဲအဲ့လိုမျိုးလေးဒါကြတော့ခန်းကြီးလေးနဲ့တွဲကြည့်ပေါ့เนาะ နိကြည်ကန်ဆိုလို့ရှိရင်နိဆိုတာနှစ်ကြီးဆိုတာကအမဇူကီနော်ဒီနောက်ဆိုတဲ့အထိပဲကန်ဆိုတာနောက်ပွဲပေါ့နော်အဲ့တော့နောက်တစ်ကြိမ်ဆက်သွားတဲ့ပွဲကိုပြောတာနော် အာ ပြောချင်တာကဥပမာဒီနိကြည်ကန်ဆိုတာကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ပထမတစ်ကြိမ်လုပ်ပြီးသွားတာအောင်နောက်တစ်ခါတစ်ခါပြန်လုပ်တာမျိုးနော်နိကြည်ကန်ဆိုတာကဥပမာအရက်တောက်တဲ့နေရာမှာလည်းတုံးတယ်အရက်တောက်တဲ့တောင်ဖြစ်တယ် အဲ့လိုမျိုးကအမဆိုင်မှာတွေ့တယ်ပထမတစ်ဆိုင်တွေ့တယ်နောက်တစ်ဆိုင်ကိုဆက်ပြီးတော့သွားတယ်ပေါ့ဒီဆိုင်နဲ့တင်မတင်နဲ့နောက်တစ်ဆိုင်ဆက်သွားအဲ့လိုဟာမျိုးမှလည်းနေကြီးကိုင်းလို့ပြောတယ်နောက်တစ်ခုကဥပမာဒီဒီယုံယုံမှာဆိုလို့ရှိရင်ကအစည်းအဝေးလုပ်တယ်အစည်းအဝေးလုပ်တော့ကမနေ့ပိုင်းတစ်ချိန်အစည်းအဝေးလုပ်ပြီးသွားတယ်အဲ့ဒါဥပမာနောက်တစ်ချိန်ထပ်ပြီးအစည်းအဝေးတစ်ခုထပ်လုပ်တာမျိုးဆိုရင်နေကြီးကိုင်းဆိုပြီးသုံးတယ်နော်အဲ့တော့နှစ်ချိန်မြောက်လို့မှတ်တာပေါ့နှစ်ချိန်မြောက်ပွဲပေါ့ဟာပြောကိုင်းဟာပြောကိုင်းဆိုလို့ရှိရင်ကြတော့စာတန်းဖတ်တဲ့ပွဲတို့ ဟောပြောပွဲတို့တင်ဆက်ပွဲတို့နော်ဟာပြောဆိုတာဟာပြောဆိုတာက presentation လုပ်တာပေါ့ကိုင်းဆိုတာပွဲဆိုတာတော့ presentation လုပ်တဲ့ပွဲစာဖတ်ပွဲပေါ့နော်နောက်ကထိုင်းကိုင်းထိုင်းကိုင်းဆိုတာကဘာလဲဆိုရင်အဲဒီကြီးမားတဲ့ပွဲဆိုတော့ပြောချင်တာကသူကတော့အစည်းအဝေးပွဲနီလာခံပွဲတွေတို့ပြိုင်ပွဲတွေမှာသုံးတယ်နော်ထိုင်းကိုင်းမာရသွန်မာရသွန်ဆိုတာကဒီမှာအင်္ဂလိပ်အသံတော့ကနေဒါကမာရာသွန်ဒါတော့သွန်ပေါ့နော်ဒါပေမဲ့ ဒီဂျပန်မှာတော့သူကသုံးလို့မဟုတ်ဘဲနဲ့ဆွန်လို့ထွက်တယ်နော်မာရာဆွန်မာရာဆွန်ဆိုရင်မာရသွန်အဲ့လိုအမျိုးခဏခဏလေးဆိုလို့ရှိရင်အင်္ဂလိပ်အတန်းတွင်းနဲ့တွဲမှတ်မယ်နော်နောက်တစ်ခုက contest တို့ contest တို့ဆိုရင် CO ဆိုတာကခိုးနော်အဲ့ဒါနဲ့နောက်က N ကတကုံး N က on လေးထည့်လိုက်တယ်တော့ခွန် DE က D S ကကြတော့ su နောက်ဆုံး D ဆိုရင် to နော်အဲ့တော့ contest တို့ဆိုရင်ပြိုင်ပွဲပေါ့နော်ရှင်ပြိုင်ပွဲနောက်တစ်ခုက ရှေ့ဘက်မျက်နှာစာဆိုရင်အိုမိုသေဆိုရင်မျက်နှာစာရှေ့ဘက်ဥရဆိုတာကဘာလဲဆိုရင်ဥရယ်ပေါ့နော်ရှေ့ဘက်မျက်နှာစာမှာအဲဒီမရှိတော့လို့ဥရယ်ပေါ့ဥလာတယ်ပေါ့နောက်ဘက် နောက်ဘက်ကနေရာတွေရဖို့အတွက်ဥရယ်လို့မှတ်မယ်နော်ဥရဆိုလို့ရှိရင်အဲနောက်ဘက်ပေါ့နော်နောက်ကမာဂျီကာကြီးဆိုတာကမာဂျီကာကြီးမာဂျီကာကြီးဆိုတာကဒီမှားရွေးမှုအမှားကိုပြောတာနော်မာဂျီကာကြီး နောက်တစ်ခုကကြတော့ခိစုခိစုဆိုတာကဒံရအနာကိုပြောတာနော်ခိစုတဲ့ခိစုဆိုတာလည်းဒီခိစုဆိုတာဒါလေးတွေကမှတ်ရခက်တယ်နော်အကြောင်းကြောင်းလေးဒါလေးဒီဇိုင်းလေးပဲမှတ်မယ်နော်နောက်တစ်ခုကဇူဘွန်းဇူဘွန်းဆိုတာကဘာလဲဆိုရင်ဘောင်းမီနော်ဇူဘွန်းဇူဘွန်းဆိုလို့ရှိရင်ဘောင်းမီစုပြီးတော့စီးထားတယ်ပေါ့ဘောင်းမီလို့မှတ်မယ်ဇူဘွန်း ဇူပွန်းဆိုလို့ရှိရင်ဘောင်းမီအဲဇူပွန်းဆိုတာလည်းပဲဒီမှာဘာလဲဆိုရင်ဒီမှာတော့ဒီအကုန်လုံးမီနီနေအကုန်လုံးကကြက်နေရတာပေါ့နော်တကယ်လို့ဂျပန်မှာဆိုရင်တော့ရှိသမျှအောင်မှာဈေးဝယ်လို့ရှိရင်ကွာဘောင်းမီဝယ်မယ်ဆိုရင်အဇူပွန်းဆိုရင်ဒါတခါတည်းတက်မှတ်မိနေမှာပေါ့နော်အခုကျတော့ကြက်နေရတယ်အဲ့လိုမျိုးဖြစ်နေတာကြက်နေရတယ်ဖြစ်နေတာအော်ဒီတိုင်းလေးပဲမှတ်ထားမယ်အဲ့ဒီဇူပွန်းဆိုတာကဘာလဲဆိုရင် ပြင့်တစ်စကားနေပြီးတော့လာတာနော် တခြားနိုင်ငံစကားအပြင်တက်လို့ပြင်တက်လို့စကားလုံးကနေလာတာအဲဒီတိုင်းလေးပဲမှတ်ထားမယ်ပေါ့နော်ဇူဘုံဆိုတာကဘောင်းမီနောက်တစ်ခုကအိုတိုရှိရောတွေတိုရှိဆိုတာကနှစ်တေဟိုပါလေနှစ်တေအနှစ်တေတွေပြည့်နေကြီးကြီးကြည့်ကြည့်လာရဲဆိုတာတတိယတနည်းအားဖြင့်တကြီးရွယ်ကိုဖြစ်လာတာဗောနော်อืมအိုတိုရှိယောရိဆိုရင်တကြီးရွယ်ကိုနောက်တစ်ခုကနာဂဤဆိုတာကြက်ခဲ့ပြီးသားနာဂဆဆိုရအရှိဗောအိုမိုးဤဆိုတာလေးတယ်အိုမိုးဆဆိုတော့အလေးချိန် တာခိုင်ဆိုတာမြင်တယ်တာခါစာဆိုတော့အမြင်ပေါ့နော်အိုခီဆိုတာကြီးမားတယ်ဆိုတော့ပြောချင်တာ site ကိုပြောတာအဲ့တော့အိုခီစာဆိုရင်အရွယ်စာပေါ့နော်ဘင်းဆိုတာကဘာလဲဆိုလို့ရှိရင်ဟိုကခိုးခူးဘင်းဆိုလို့ရှိရင် လေချောင်းလိုင်းလိုပါတော့လေအဲ့တော့ဒီမှာဆိုရင်ဘင်းဆိုတာကဒီလေချောင်းနံပါတ်တွေကိုပြောတာပေါ့ဟိုကခိုးဆိုတော့ဒါကတော့ဘာလဲဆိုလို့ရှိရင် ရေတွက်တဲ့စကားလုံးလေးဆိုရမယ်လို့ထင်တယ်နော် အဲ echo nico နဲ့သွားတယ်နောက်တော့ဒီ horn တို့ bone တို့ bone တို့เนาะဒါရေးထွက်တဲ့ဟာတွေ high တို့ pine တို့ pine တို့ဒါကတော့ဒီမှာအတူကောက်အနေနဲ့ရေးထားတာတကယ်တကယ်ကအရေးအတွက်ဗီဒီယိုလေးမှာပြန်ကြည့်မယ်เนาะ san chi ဆိုတာက san chi ဆိုတာက centimeter เนาะ c e n ဆိုရင် n ကတကုံး n က only ထည့်လိုက်တယ် san t i t လို့မရှိတော့ chi ထည့်လိုက်တာเนาะမီလီဆိုရင်မီလီเนาะအင်္ဂလိပ်အတန်တော့ကနေလာတာနောက်တော့ကဂူရာမှု m ဆိုတော့မုဖြစ်သွားတယ်ဂူလာမုဆိုရင် gram เนาะဂူလာမုဆိုရင် gram အာ e jaw e ကဒီတိုင်းလေးပဲမှတ်ထားမယ် e jaw ဆိုရင်အထက်ပေါ့เนาะ e jaw ဆိုရင်အထက် e e ကကျော်သွားတယ်ပေါ့ကျော်သွားတယ်ဒီအမှတ်တွေကျော်သွားတယ်ပေါ့သူများအထက်ပို့ပြီးတော့အမှတ်တွေကျော်သွားတယ် e ka ဆိုလို့ရှိရင် e ka ကတော့ဗာလဲဆိုရင်အောက်ပေါ့เนาะဒိုးဆိုတာဘယ်လိုဒိုးတက်ရှော့ကဆိုရင်ဘယ်လိုလဲဒိုးတက်စကားဆိုရင်ဘယ်လိုလဲပေါ့เนาะ နောက်တော့ test to ဆိုတော့အင်္ဂလိပ်အသံတော့ကနေလာတာ day ရဲ့ s ကစုရဲ့နောက်က t ရကြသူရဲ့ say sakhi say sakhi ဆိုတာကဘာလဲဆိုလို့ရှိရင်ရလတ်တို့ရမှတ်တို့နော် အာဒီအစဲခံရတယ်ပေါ့ရလတ်နေလို့အစဲခံရတယ်လို့မှတ်မယ်အဲတကယ်တော့မဟုတ်ဘူးနော်အဲဒီအစုခံရတယ်ပေါ့အစဲခံရတယ်အစုခံရတယ်လို့မှတ်မယ်ရလတ်နေလို့အမှတ်နေလို့ အဲ့အိမ်မှာအစုခံရတယ်အစဲခံရတယ်လို့မှတ်မယ်နော်ဆဲဆက်ခေဆိုရင်ဆဲဆက်ခေဆိုရင်ရလက်ရမှန်နော်တို့ခိုးရတဲ့တို့ခိုးရတဲ့ဆိုရင်စကားမဆက်ဒါလေးကတော့ဒီတိုင်းမှတ်တာမယ်အဲ့စကားစကားလေးတွေကအာဒီမှတ်ရခက်တယ်ဒါပေမဲ့အဲ့ဒီစကားဆက်ရမယ်ဆိုရင်ပေါ့နော်ဥပမာဆိုရင်စကားမဆက်အဲ့ဆိုပြီးတော့တခုခုထားပြောတာမျိုးပေါ့နော်အဲ့လိုမျိုးစကားစကားလေးတွေကစကားဒီစကားပြောမှဆိုရင်အရင်အသုံးဝင်နေနော်အီဒါရှာအီမတ်ကကြတော့ခဏခဏတွေ့ရတဲ့စကားလုံးလေးနော်ရမယ်လို့ထင်ပါတယ် လာတယ်လို့ရှိတယ်လို့ယဉ်ကျေးတဲ့အုံလုံးရောစုရောပြီးတော့စုနေရတယ်ပေါ့အခုအချိန်နေရတော့ဥမမငလင်းနေပါရင်လှုပ်လို့ရောပြီးတော့စုပြီးနေရတဲ့အချိန်နေလို့မှတ်မယ်နော်ရောစုကအချိန်နေဒီခန်းဒီခန်းဆိုတာကဘာလဲဆိုရင်အမှုဖြစ်ရကိုပြောတာနော်ဒီမှာဆိုလို့ရှိရင်ကြည်ဆိုတာကဒီအဲဒီခုတ်တူဆိုတဲ့ဒီကိစ္စရက်ကနေလာတာခန်းဆိုတာကဘာလဲဆိုရင်အဲဒီ ဘောနောပြောမယ်ဆိုရင်ဒီခုနှစ်ခုရေတွက်တဲ့ခါမှလည်းဤခံနှိခံဆိုပြီးတော့သုံးနေအမှုကိစ္စရက်တွေပေါ့နော် အမှုကိစ္စရက်တွေဖြစ်ရက်တွေကိုပြောတာကြီးခံဆိုလို့ရှိရင်အမှုဖြစ်ရက်နော်ကြီးခံကြီးခံနော်ကြီးခံဆိုရင်အမှုဖြစ်ရက်နောက်တစ်ခုကအိုတိုဘိုက်ဆိုတာကဟာဒီ BNKE bike အဲ့လိုဟာမျိုးနေလာတယ်ပေါ့နော်အဲဒါမော်တော်ဆိုင်ကယ်အိုတိုဘိုက်ဆိုရင် မော်တော်ဆိုင်ကယ်ဘခုတန်း အဘကအခုထန်းလာတဲ့ဘုံထန်းလာတယ်လို့မှတ်မယ်ဘခုတန်းဆိုရင်ဘုံစွမီမတ်ဆိုရင်ဆွဆက်ပြီးတော့အမိအရာတင်တယ်လို့မှတ်မယ်နော် ကားဘော်ကိုပစ္စည်းတွေဆွဆက်ပြီးတော့အမိအရာတင်တယ်စွမီမတ်ဆိုတာတင်တယ်စုပုံတယ်နောက်တစ်ခုကအွန်တန်းဆိုတာက မောင်းနေတာရှာဆိုတာကလူဆိုတော့အွန်တန်းရှာဆိုရင် မောင်းနေသူနော်မောင်းနေသူယင်မောင်းဟနာလေတာဆိုရင်ဟနာရှိမစကားပြောရင်းရနေပြီးတော့တယောက်နဲ့တယောက်ဟနာလေတာဆိုရင်ဒီခွဲခွာသွားတယ်ပေါ့နော် တကယ်ချင်းနှစ်ယောက်စကားပြောရနေပြီးတော့ဥပမာဟာဒီလိုသူတို့တယောက်နဲ့တယောက်ဥပမာကတယောက်ကလည်းအိမ်ပြန်တယ်တယောက်ကလည်းအိမ်မြန်တယ်ဆိုတော့တယောက်တယောက်ခွဲခွာသွားတယ်ပေါ့နော်ခွာသွားတယ်ပေါ့ဟာနာလေတာဟာနာရှိမှစကားပြောရင်းနဲ့ဟာနာလေတာအာခွာသွားတယ်ခွာနေတယ်ခွာသွားတယ်ပေါ့နော်ဟာနာလေမတ်ဆိုရင်တော့ခွာတာကွာဟာနာလေတာဆိုတာကဘာလဲဆိုရင်ခွာခဲ့တယ်ဆိုတဲ့အထိပဲပေါ့ပြောမယ်ဆိုတော့ Q နေဆိုရင်ရုတ်တရက် ကယူနီကယူလေးတွေများလာတယ်ပေါ့ယုတ်တရက်ကယူလေးတွေခြံထဲမှာများလာတယ်လို့မှတ်မယ်ကယူနီဆိုရင်ဒါမို့လို့ရှင်လဲကယူနီဆိုရင်ကိုးထီအောင်တက်လာတယ်ပေါ့ဒီဂရီကကိုးထီအောင်ယုတ်တရက်တက်လာတယ်ပေါ့အဲ့လိုမှတ်လိုက်ရတယ်ကယူနီဆိုရင်ယုတ်တရက်နောက်တော့ဥကောကရှိမဆိုရင်အဲဒီရွေအောင်လုပ်တယ်အဲဒီဆက်နိုးတယ်နောက်တစ်ခုကအာဆက်ဖွင့်နေပေါ့နော်ဥကောခီမတ်ကရွေတယ်ဆက်ကအလုတ်လုတ်တယ်အဲ့လိုဟာမျိုးမှာတုံးနေဥကောခီမတ်အဲ့နှစ်ခုကအတွက်လိုက်ပြီးမှတ်ထားမယ်နော် ဘယ်ကအီရှောခမ်းမဲကကြတော့ခဏခဏအင်တာဗျူးတွေမှာဆိုလဲခဏခဏတုံနေတာလေအီရှောခမ်းမဲကန်ဝါဒီမတ်တို့ပါတော့เนาะအာကျွန်တော်တို့ဒါအလုပ်ခမ်းမဲဆိုလို့ရှိရင်ဆိုင်ရောစားတဲ့တာတာနော်ဆိုရင်အဲအီရှောခမ်းမဲကန်ဝါဒီမတ်ပေါ့เนาะအာအလုပ်ခမ်းခံရမယ်ဆိုရင်အစွမ်းကုန်ကြိုးစားပါမယ်ဆိုပြီးပြောတာเนาะအင်ဂျင်ဆိုရင်အီရှောခမ်းမဲဆိုရင်အစွမ်းကုန်အတုံခွန်ဆိုင်လို့မှတ်ရမယ် handling hand ဆိုရဲ h e h a n d y hand နဲ့အတန်အတွက်ချင်းစင်တဲ့အတွက်ကြောင့်မလို့ hand လို့မှတ်ရမယ် ဟန်လို့ခေါ်တဲ့လက်ကိုတက်နင်းလိုက်တဲ့တရားခံကိုလိုက်ရှာတယ်လို့မှတ်မယ်နော်။ဟန်နင်းဆိုရင်တရားခံရာဇဝတ်သားအိုတိုခိုကတော့သိပါတယ်နော်။အိုတိုခိုကယောက်ျားထဲဆိုတာကလက်ဤထဲမှာကထဲတယ်ဆိုတော့လက်ထဲကိုထဲတယ်ဆိုတော့တနည်းအားဖြင့်လက်ဝယ်ရှိတယ်လို့အရာယူတယ်လို့ရရှိတယ်လို့မှတ်ထားမယ်။အိမဆိုတော့အခုဒဲမိုဆိုတာကလဲပဲဆိုပြီးမှတ်လို့ရအောင်အခုလဲပဲအခုထက်တိုင်းဆိုတဲ့အထိပ်ပဲနော်။အခုလဲပဲအခုထက်တိုင်းကဲအဲ့ဒါဆိုလို့ရှင်တော့ရမယ်လို့ထင်ပါတယ်။မှန်နေလေးလည်းပြောပြီးသွားပြီဆိုတော့ ကျောင်းကျောင်းသားများအားလုံးစာလေ့လာတာအဆင်ပြေကြပါစေနော်